ရွာတရွာမှာတူဦးဒီတော်သားလေးနဲ့အတူလောက်ကန်စားပေါင်းရင်းနဲ့မတောင့်မတမကြောက်မကြနဲ့နေလာခဲ့တယ်အဖိုးအွားဇနီးမောင်နှံဆိုတာရှိတယ်သူတို့ရဲ့တူဦးဒီတော်သားလေးကိုတော့ရှိတဲ့ငွေကြေးလေးနဲ့ကြောင်းကောင်းကောင်းညီမထားခဲ့တယ်ဒါလေးကပညာတတ်ဖြစ်ဖို့အဓိကဆိုပြီးတော့ဦးစားမင်းစားတော်ချမထားဝင်းနဲ့ဒါလေးတက်ချင်တဲ့ကြောင်းဒီအပ်ပြီးဒါလေးယူခြင်းနဲ့ဖွဲ့ရအောင်ထောက်ပံ့ သင်ယူခြင်းနဲ့ဘာသာစကားတွေသင်ယူဖို့ကြောင်းအမျိုးမျိုးသင်တန်းအဖုံဖုံမှာထားပြီလို့ပါကဖွဲရပညာရာကြီးတူဖြစ်လာခဲ့တယ်။သူတို့သားဟာ ဖွဲရပညာရာကြီးဖြစ်လာပြီမဲ့ဘာအလုံးမှတော့မလုပ်ခဲ့သေးဘူး။မိဘလှုပ်ရှားထိုင်းစားရင်းနဲ့ပဲအလုတ်ကောင်းတစ်ခုခွန်ကောင်းတစ်ခုကိုစောင့်နေပုံပါပဲ။တချို့ကုမ္ပဏီတွေက ခေါ်ပေးမဲ့လေသူယူထားတဲ့ဖွဲနဲ့ ရတဲ့လာစားကနဲလို့ဆိုပြီးတော့မလုတ်ခဲ့ပြန်ဘူးတချို့ကုမ္ပဏီတွေကခေါ်တဲ့အလုပ်ကြတော့လဲဘွဲရပညာတတ်မှုဒီလိုအလုပ်မျိုးမလုပ်နိုင်ဘူးတဲ့အဲ့လိုနဲ့အချိန်နေသာကြားလာခဲ့တယ်။ဘာအလုံးမှမလုပ်ခဲ့ဘူး။ဘာကင်ဖြစ်သူကမင်းအတွေ့အကြုံလေးရဖို့အလုပ်လေးစောင့်ဝင်ကြည့်ဖို့ပြောပေမဲ့လည်းဘယ်အလုပ်မှစောင့်ဝင်ခဲ့ပါဘူး။သူရထားတဲ့ဘွဲသူတတ်ထားတဲ့ပညာနဲ့က အဲ့ဒီအလုံးနဲ့မကြိုက်ဘူးအဲ့ဒီလကနဲ့မကြိုက်ဘူးဆိုပြီးတော့ပြောလာတဲ့သားကိုဒီနေ့မှာတော့ဖခင်ကအခုလိုပုံမြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်ငါသားကိုတော့ငါဒီနေ့ကိုမိုင်းတစ်ထောင်ထောင်သွားနိုင်တဲ့အာဇာနီမြင်းပြူလေးတစ်ကောင်ရှိခဲ့တယ်သားရဲ့အဲ့ဒီအာဇာနီဆိုတဲ့မြင်းပြူလေးဟာငါဟာဒီနေ့ကိုမိုင်းတစ်ထောင်ထောင်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့သူ့အစွမ်းကိုပြမယ်ဆိုပြီးတော့ ခွန်ရေးကိုစောင့်မျှော်နေခဲ့တယ်။ဒီနေ့ကုံတယ်တယောက်ကသူနဲ့လိုက်ခဲ့ဖို့လားခေါ်တော့အာဇာနီဆိုတဲ့မြင်းက ခေါင်းခါပြီးတော့ကျုပ်ကဒီနေ့ကိုမိုင်းတစ်ထောင်ပြေးနိုင်တဲ့မြင်းပြူဗျ။ခင်များနဲ့လိုက်ပြီးတော့ကုံထမ်းရမှာလားဆိုပြီးတော့ကုံတယ်ကိုပြောလှလိုက်တယ်။တိုက်မသွားခဲ့ဘူးငါသား။နောက်စစ်တီတယောက်ကစစ်တိုက်လိုက်ခဲ့ဖို့ခေါ်ပြန်တော့လေမြင်းပြူလေးကခေါင်းခါပြီးတော့ငါကတနေ့ကိုမိုင်းတထောင်ပြေးနိုင်တဲ့အာဇာနီမြင်းပြိုကွာ မင်းလူအောက်ခြေစစ်သားနဲ့စစ်တိုက်လိုက်ရမှာလားဆိုပြီးလေညင်းလိုက်ပြန်တယ်မလိုက်ပြန်ဘူးဘယ်မှလည်းမသွားပဲနဲ့သူ့နေရာမှာပဲစားလိုက်တောက်လိုက်ပေါ့နောက်မိုးဆိုးတယောက်ကသူ့နဲ့တော့လိုက်သွားဖို့လားခေါ်ပြန်တော့လေသူ့လူမိုင်းတစ်ထောင်သွားနိုင်တဲ့အာဇာနီမြင်းပြိုကသူ့လူဘာမဟုတ်တဲ့မိုးဆိုးနဲ့တော့လိုက်သွားရမှာလားဆိုပြီးလေလိုက်မသွားပြန်ဘူးငါသားရဲ့သူ့နေရာမှာပဲစားလိုက်တောက်လိုက်နေပေါ့ အဲ့လိုနဲ့တနေပြီးတနေကုံဆုံးလာခဲ့တာအာဇာနီဆိုတဲ့မြင်းပြူလေးဟာ အတန်တောင်ကြီးလာခဲ့ပြီငါသားတနေ့မှာတော့တိုင်းပြည်မှာစစ်ဖြစ်တော့ဘရင်မြင်းမြတ်အမိတ်နဲ့စစ်သူကြီးကအာဇာနီမြင်းကိုလိုက်ရှာနေတယ်လို့ကြားတော့အဲ့ဒီမြင်းကသွားပြောတယ်သူဟာအာဇာနီမြင်းမှာခင်များတို့နဲ့လိုက်ခဲ့မယ်လို့ပြောလိုက်တဲ့ဒီတော့စစ်သူကြီးကကောင်းပြီအဲ့လို့ဆိုရင် မင်းကိုငါမေးမယ် မင်းငါတို့တိုင်းပြည်ရဲ့ရည်မြီတောတောင်တွေကိုနည်းမြီတွေကြွားကျင်ရဲ့လားလို့မေးလိုက်တယ်။အဲ့ဒီတော့အာဇာနည်ဆိုတဲ့မြင်းကဒါတော့ကျွန်တော်ဘယ်မှမသွားဘူးတော့ဘာမှမလုပ်ဘူးတော့မကြွားကျင်ဘူးပေါ့လို့ဖြေလိုက်တယ်။အဲ့ဒီကြမှာအာဇာနည်ဆိုတဲ့မြင်းပြိုကငါကုံတင်နဲ့လိုက်သွားဘူးခဲ့ရင်ဒီနိုင်ငံရဲ့ရည်မြီတောတောင်တွေကိုသိရမှာကြွားကျင်လို့နေမှာလို့နောင်တရရနေခဲ့တယ်။ ဒီတော့စေသူကြီးကဒီလိုဆိုမင်းစစ်ပွဲအတွေ့အကြုံတွေရောရှိရလားလို့ထပ်ပြီးတော့ဒါလည်း तू စစ်ပွဲအတွေ့အကြုံမရှိပါဘူးလို့ဖြေလိုက်ရတယ်ဒီတော့လေသူ့ကိုစစ်သားလေးလာခေါ်တော့ကအတွေ့အကြုံရအောင်လိုက်မသွားခဲ့မိဘူးဆိုပြီးတော့နောင်ဓာရီရနေပြန်နေငါသားနောက်စေသူကြီးကဒီလိုဆိုရင်မင်းတော်ရီတောင်တွေထဲဖြတ်သွားလို့ตาရဲ့တရိတ်ဆိုင်နဲ့တွေ့တဲ့အခါမင်းတိုက်ဖူးခိုက်ဖူးဖောက်ထွက်ဖူးရတာတွေရော ရှိရလားလို့မေးပြန်တယ်။ဒီတော့လေမြင်းပြူလေးကမရှိပါဘူးလို့ပဲဖြေပြီးတော့အင်းငါမုတ်ဆိုးလားခေါ်တော့ငါအတွေ့အကြုံရအောင်လိုက်သွားသိငဲ့တယ်။အဲ့ကြမှာနောင်တတွေရတယ်။ဒီတော့စစ်သူကြီးကဒီလိုဆိုမင်းကိုဘယ်လိုနေရာမှာသုံးရမှာလဲလို့မေးတော့ကျွန်တော်ဟာတနေ့ကို မိုင်းတစ်ထောင်ညဆိုမိုင်း800ပြေးနိုင်ပါတယ်လို့ပြောလိုက်တယ်။ဒီတော့လေစစ်သူကြီးကစန့်ကြည့်မယ်ဆိုပြီးတော့အပြေးခိုင်းတော့ တမိုင်လောက်နဲ့အမောဆိုပြီးတော့ရွှေတီထွက်နေတဲ့ငါသားဒီမဲငါသားပညာတွေသင်ပြီးလို့ဖွဲ့တွေရပြီးတာလဲကြားလာပြီခုထီလဲအလုတ်ကမလုတ်ရသေးဘူးဒီလိုကြီးနေလာရင်ငါသားမှာကိုယ့်ရဲ့နုပြိုတဲ့စွမ်းအင်တွေရောပြင်ထားတဲ့ပညာအရည်အသွေးတွေရောကြကုန်မှာပေါ့သားရဲ့ဒီတော့သင်လျော်တဲ့အလုတ်တစ်ခုကတော့စမ်းလုတ်ကြည့်တဲ့ငါသားဘာမှမလုတ်ဖဲနေရင်ဘာအတွေ့အကြုံမှမရဘဲရှိနေမှာပေါ့ ဒါဆိုတာခုတ်နေတွေးနေမှအသုံးဝင်ပြီးတော့ထက်မြက်နေတယ်ငါသားဒီတန်းကြီးနေသွားရင်တန်ဆွမ်းလန်းဆမ်းမှုအရွယ်လည်းကြအသုံးမချတော့ပညာအရေးသူတွေလည်းကြဘာမှမလုပ်တော့အတွေ့အကြုံလည်းမရနဲ့ငါသားရဲ့စွမ်းအားပေါင်းစုံကြကုန်မယ်ငါသားရှင်နာအိမ်တော်နေကြမိသားစုဘဝတွေရဆိုရင်ငါသားမှာဘာအတွေ့အကြုံဘာအခြေခံမှမရှိဘဲနဲ့ဘဝရည်တည်သွားရလိမ့်မယ် ငါသားကိုအဖေတို့အမေတို့ကပညာတွေသင်ပေးတယ်ဆိုတာကငါသားကိုအဖေတို့လိုမဆင်းရဲစေချင်လို့ကအဓိကပဲငါသားငါကဖွဲရပညာတက်กว่าဒီလောက်ငွေလေးနဲ့လောက်ရမှာလားငါကဘာသင်တန်းဆင်းกว่าဒီလောက်လာကလေးနဲ့လောက်ရမှာလားငါကဘာသာဘယ်နှမျိုးတက်ထတာกว่าဒီလိုအလုပ်တွေကိုလောက်ရမှာလားနဲ့ငါကဘာกว่าညာกว่าဒီလိုအလုပ်တွေလောက်ရမှာလား ဒီလောက်နဲ့လောက်ရမာလာနဲ့နေလာခဲ့တာကြာရင်အတော့မခံရတဲ့အားစည်းတောင်လို့အားအဖြစ်မရောက်လိုက်ရတော့ပဲနဲ့ဒိတ်အောက်ပြီးတော့အမှိုက်ချင်းနဲ့ရောက်သွားလိမ့်မယ်ငါသားလို့ပြောဆိုဆုံးမလိုက်တဲ့အားလုံးနဲ့ရှည်သွားပြီဖြစ်တဲ့အတွက်ကြောင့်အားလုံးအားလုံးဘဝကိုအချိန်ရှိခိုက်လုံးလာဆိုင်ပြီးတော့ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။